မင်္ဂလာပါရှင်ရှယ်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းရာကတော့ရုရှားနိုင်ငံနိုဗိုစီဗစ်ဒေတာအုပ်ချုပ်ရေးမှူးဦးဆောင်သောဂုစလေဖွဲမန္တလေးနှင့်ပကံရှိယဉ်ကျေးမှုအမွေနှင့်နေရာများကိုတွားရောက်လည်လာတဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးမြို့ရှိယဉ်ကျေးမှုအမွေနှင့်နေရာများနှင့်ပကံရှေးအောင်ယဉ်ကျေးမှုနေမြေတို့အားရုရှားနိုင်ငံနိုဗိုစီဗစ်ဒေတာအုပ်ချုပ်ရေးမှူးဦးဆောင်သောဂုစလေဖွဲတည်ရှိလည်လာကြကြောင်းသိရပါတယ်။နိုဝင်ဘာ၂ရက်နေ့နေ့ပိုင်းကရုရှားဖက်ဒရေးရှင်းနိုင်ငံနိုဗိုစီဗစ်ဒေတာအုပ်ချုပ်ရေးမှူးဦးဆောင်သောဂုစလေဖွဲသည် မန္တလေးပြည်ပဆိုင်ရာလေးစိတ်တို့ရောက်ရှိရာမန္တလေးတိုင်းဒေသကြီးမြို့တော်ဝင်နဲ့ကျောင်းသားကျောင်းသူများတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြကြောင်းသိရပါဗျ။အစိုးရအချုပ်ရေးမှူးဦးဆောင်တဲ့ကုစလေဖွဲ့သည်မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့နှင့်တွားရောက်တည်ဆုံပြီးမန္တလေးမြို့ရဲ့ရင်ကျေးမှုအဝေးနေနေရာများဖြစ်တဲ့မြန်နန်းစံကျော်ရွှေနန်းတော်ကုသိုလ်တော်ဖျားရွှေနန်းတော်ဘုန်းကြီးကျောင်းသူတွားရောက်လည်လာဖို့မျှော်ကြေညိုကြကြောင်းသိရပါဗျ။ အဲ့ဒီလိုကြည့်ရှုလေ့လာစဉ်အုတ်ချုပ်ရေးမှုဦးဆောင်သောဖွဲ့အားမန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးအောင်ကျော်မိုးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကအတူလိုက်ပါရှင်းလင်းပြသကြကြောင်းသိရပါသည်။အဲ့ဒီနောက်ပုဂံမြို့ဟောင်းရှိပုဂံရှင်းအောင်သူတေသနာပြလိုက်တွင်ရှင်းအောင်သူတေသနာနှင့်အမျိုးသားပြတဲ့ဦးစီးဌာနပုဂံဌာနကိုညွှန်ကြားရေးမှုကအစိုးရအုတ်ချုပ်ရေးမှုဖွဲ့အားကမ္ဘာအမွေနှင့်ပုဂံဒေသရဲ့ယဉ်ကျေးမှုအမွေနှင့်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနဲ့ပတ်သက်လို့ရှင်းလင်းတင်ပြပြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည်ပြားလိုက်တွင်လှည့်လည်ကြည့်ရှုကြကြောင်းသိရပါရဲ့ရှင်။